မြန်မာနိုင်ငံမှာကဗုဒ္ဓဘာသာအများဆုံးဖြစ်တယ်နော်ဗုဒ္ဓဘာသာတို့ကဘာဘာကူကူကြတယ်လဲဆိုတာကျွန်တော်ပြောပြမယ်နော်ဒီဗုဒ္ဓဘာသာတို့ကကိုလာနဲ့ထုပြီးမှကူးကွယ်တဲ့ဘာသာဖြစ်တယ်ဒီမြန်မာနိုင်ငံထဲကဗုဒ္ဓဘာသာကိုပြောတယ်နော်တခြားနိုင်ငံဗုဒ္ဓဘာသာကရုပ်ရှင်ကိုကူးကွယ်တဲ့ဘာသာမဟုတ်ပါဘူးစင်းစစ်ကနေတစင်းမြတ်တပြရဲ့ခုံတော်တွေကိုမှန်းပြီးတော့အရင်ပြီးကူးကွယ်တာဖြစ်ပါ ခုကျွန်တော်တမိုင်းစာပေကိုသိလာတဲ့အခါမှာတင်ကိတာနမိတ်လို့ယဉ်ကျေးမှုတန်ဖိုးလို့ဆိုတာခွဲလို့မရပါဘူးခုကျွန်တော်ကဒီသင်းတော်ကဘယ်ခက်ကလက်ရလဲလိုက်လို့ရှိရင်အင်အားခိလာပကံခိလာတရိခိတရာလာပြူလာဆိုပြီးတော့ပေါ်လာဖို့နော်အဲ့လိုကြီးချင်းအပြင်မပြူခိလက်ရဆိုပါတော့အဲ့ဒါဆိုရင်ဦးဇင်းတို့ဘုရားဘာသာကဒီနိုင်ငံမှာရှိတာနှစ်ပေါင်း2000လောက်ရှိပြီပေါ့အဲ့လိုမှန်းချင်းတတ်ဖို့ရှိတယ်ဒီလားနော် ကျွန်တော်တူးတဲ့အခါမှာရေတံမှာဟေတုပ်ပပဝါဆိုပြီးတော့တွေ့ပါတယ်ရွှေ့ပြီလားအဲ့တော့ကျင်အဘုရားဘာသာကမြန်မာနိုင်ငံမှာနှစ်ပေါင်းထောင်ကျော်ပြီးတော့ပေါ်သွားတာဟာအဲ့လိုလိုက်ကြတာပေါ့ဒါတော့ရခိုင်စာပေတွေဥဒိတ်မကျွမ်းသေးလို့နော်ရခိုင်တမိုင်းကိုမကျွမ်းသေးလို့ဟိလာပြီးရင်ဒီသင်္ကေတသူကရုပ်သင်္ကေတနမိတ်ပေါ့တဲ့နော်အဲ့ဒါဘာလဲဆိုလို့ရှိရင်ဒီသင်္ကေတကြည့်ပြီးတော့ကျွန်တော်ကစကဲ့ အပူပင်မရှိတဲ့မျက်နှာလေးကြည့်ပြီးတော့ဦးဇင်းတို့ရဲ့တကူတာတို့ region မြေသက်ပြဲဂုံတော်ကိုအရင်ပြုလို့ရတာလို့နော်အဲ့လိုကိုသားပြုတာတဲ့ကိုသားပြုနမိတ်တို့တင်ကစားနမိတ်တို့ဆိုတာတံပလစင်ပေါ့အဲ့ဒီတံပိုးရှိတယ်နော်ရုပ်ဘွားတော့သူတို့တို့တာကလည်းကျွန်တော်ကဒီပုံလေးကိုတွေ့တော့ AI လားအဲဒါမှမဟုတ်ရင်အဲအဲ့ဒီလောက်ထားတဲ့ပုံလားဆိုပြီးကျွန်တော်သူ့ရဲ့ Ronaldo ရဲ့ official instagram အကောင့်ကိုလိုက်ရှာပြီးတော့တော်တော်လေးဆွဲကြည့်လိုက်တဲ့အခါမှာ2016ခုနှစ်ကတင်ထားခဲ့တဲ့ပုံဖြစ်နေပါတယ်။အခုထိဘာလို့မဖြတ်တာလဲဆိုတာတော့သူကိုယ်တိုင်ပဲသိမှာပါ။အဲဒီသူတို့ဗုဒ္ဓသာသနာလေဗုဒ္ဓယဉ်ကျေးမှုကအနောက်တိုင်းကိုပြန့်နေတဲ့နေရာမှာနှစ်ပိုင်းရှိတယ်။နော်။တပိုင်းကတော့ဝန္တတရားကောင်းတဲ့အပိုင်းပေါ့လေ။သူတို့ရဲ့ဟိုသာပေပရိယတိတွေသူတို့လေ့လာတယ်ပြီးတော့သိပ္ပံနဲ့ညီတယ်။သိပ္ပံပညာရှင်တွေကဆက်တာတွေကို သူတို့တိတ်ပန့်ရှာတဲ့နေရာမှာတစ္ဆာလေးပါးကိုအတုံးပြုတယ်နော်ပြီးရင်တက်ကျူတာဗုဒ္ဓသင်းဆိုတဲ့ဟိုဘာသာမဲ့ဗုဒ္ဓဝါဒီအဖြစ်သူတို့ကတုံးဆွဲတယ်ပေါ့ဘာသာကိုမကူးခဲ့ဘူးအစုံမတွေကိုဂျုံကြည့်တယ်လိုက်နာတယ်ပေါ့နော်ကဘာမှာတိုးတက်နေတော့လူများစွာကိုသိလာတဲ့အခါမှာလဲမြတ်တပြားဟောတဲ့မင်္ဂလာတရား38ပါးက90ရာခိုင်နှုန်းသူတို့ရှိမှာကိန်းအောင်နေတယ်ပေါ့နော်အဲ့ဒါတွေကိုတွေ့ရတယ်ပေါ့ဝန္တဆရာပေါ့ ီဝန္နတရားကောင်းတာကကြဘာလဲဆိုလို့ရှိရင်ပေါ့သူတို့ကသူတို့ရဲ့ဘုရားယုံဘောတော်တွေကိုလေသူတို့ကအလားပါနေတယ်သူတို့ရဲ့အရှိမြက်ခင်းပြင်မှာထားလေးရှိတယ်နော်မြက်ခင်းပြင်မှာထားလေးရှိတယ်ပြီးရင်သူတို့ဟိုလေကားသင်းမှာလည်းဟိုခြေတော်တဲ့နေရာမှာလည်းအလားပါနေပြည်သူထားလေးရှိတယ်နော်အဲ့ဒီခုကတော့စိတ်မကောင်းစရာပေါ့နော်အဲ့ဒီခုကတော့စိတ်မကောင်းစရာပေါ့